ဒီ forest ဘက်မှာ chris wood ရှိရဆိုရင်တော့ man city ဘက်မှာတော့ allen haaland ပေါ့နော် haaland က man city တိုက်စစ်မှာအရေးပါတဲ့ထက်ကိုအများကြီးပိုတယ်ပေါ့နော်ဒီအရီမှာ haaland တွင်းလာတဲ့ premier league twin ကို20မှာဆိုရင်ကိုကိုက man city အသင်းကိုဦးဆောင်ခွင့်ရစီတဲ့ goal တွေဖြစ်ပြီးတော့၄ goal ကကျတော့ man city ကိုတည်ကျစေတဲ့ goal တွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ man city ရဲ့တိုက်စစ်မှာ haaland မရှိလို့မဖြစ်ဘူး haaland နေရာမှာဒီမာမော့ဘဲဝင်ကစားကစားဖိုရမ်ဘဲဝင်ကစားကစားဟာလန်စီယာရနိုင်မဲ့ဂိုးပါဝင်ပတ်သက်မှုမျိုးတွင်းဂိုးတွေမျိုးအမခံလို့မရဘူးဆိုတာတော့ကျွန်တော်တည်တရာလေးကိုမြင်လာရတယ်ဗောနော် ပရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီပိုင်းကတော့ပွဲချုပ်သွားချက်စီစဉ်ဖြစ်ပါတယ် Premier League ပွဲစဉ်တွေပါစနေနေ့အပိုင်းဖြစ်ပြီးတော့စနေနေ့မှာရှင်းပြိုင်ကစားသွားမယ့် Man City သင်းရဲ့ပွဲစဉ်ဖြစ်ပြီးကျွန်တော်တို့ကိုရဲတဲ့တော့ကျွန်တော်ညီကိုပြက်ကထုံးစံတိုင်းခမန်းသုံးသက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဗျာကိုရဲတဲ့တော့မင်္ဂလာပါမင်္ဂလာပါကိုကျွေးဟုတ်ကဲ့ပါဒီပွဲကတော့ဒါပေါ့နော် Nottingham Forest နဲ့ Man City သင်းတို့ရဲ့ပွဲစဉ်ဒါစနေည9:00နာရီပါပြောလို့ဆိုလို့ကျွန်တော်အမှတ်ပေးစရာရဲ့အဆင့်နှစ်နေရာအတွက်သူကရည်ရွယ်ချက်ရှိနေတဲ့အသင်းနှစ်သင်းထိတိုက်တွေ့တဲ့ပွဲလို့လည်းပြောလို့ရပါတယ်အဲ့တော့စီစဉ်ရဲ့ထုံးစံလေးတိုင်းပဲ Ancient Nottingham ဘက်ကလည်းစပေးပါဦး ော်အာ Nottingham Forest ကတော့ Brighton ကို 7C နဲ့နိုင်ပြီးနောက်ပိုင်းပေါ့နော်သူတို့အသင်းက minute 90အတွင်းနိုင်ပွဲမရတာတော်တော်လေးကိုကြာခဲ့ပြီပြောရမယ်ဆိုရင်တော့၅ပွဲထိတောင်ရှိလာခဲ့ပြီပေါ့နော်ဒါပေမဲ့ Nottingham Forest ကဒီအရီမှာအသင်းကြီးတွေကိုတော့ဒုက္ခပေးနိုင်စံပြေကွာရှိတယ်လေဘဘိုးကိုလည်းပြင်းပြလေးမှာ၂ကြော့လုံးပေါ့နော်မရှုံတော့ဘူးအဲပထမတစ်ကြိမ်မှာအနိုင်ဒုတိယကြိမ်မှာတည်ရေပေါ့နော်အာဆင်နယ်ကိုလည်းပြီးခဲ့တဲ့ပြီးမြလေးမှာတည်ရအောင်ယူပြလာတယ်ပေါ့နော်အဓိကတော့တို့အသင်းရဲ့ခံစားစုပွဲမှုကိုတော့ကျွန်တော်တို့အတိမတ်ပြွာလိမ့်မယ် တန်ဘက်ကဖိကစားဖို့လှုပ်လာတဲ့ Forester တရားအကြိုက်တွေ့နေတို့ပဲကျွန်တော်ပြောချင်တယ်ဒီနေရာမှာလည်းဒီဇာတ်ထိပ်မှာယက်တည်နေတဲ့ Liverpool အသင်းပြီးရင်ဒုတိယ clean sheet များသောအသင်းက Nottingham Forest အသင်းဖြစ်ပါတယ်ဆက်တဲ့ပွဲထိတော့ clean sheet ရလာပါတယ် Forest မှာကတိုက်စင်မှု Chris Wood အပြင်ပေါ့နော်နောက်မှာထောက်ပေးထားတဲ့ Tilanga တို့ Morgan Gibbs တို့ကိုလည်းကျွန်တော်မိသားလို့တော့မရဘူးပေါ့နော်။ဟုတ်ကဲ့။ဂျားပြတ်ပြီးပြောရမယ်ဆိုရင်တော့ Queensland မှာကစားနေတဲ့ Anderson ကလည်းတော်တော်လေးတို့အားကိုးလို့ရတယ်ပေါ့နော်။ Ilanga ဆိုရင်ပြင်းပြလေးမှာ goal ပေါက်ဝင်ပတ်သက်မှု17 goal ရှိရဲ။ဟုတ်ကဲ့။ Gibbs ဆိုရင်10 goal ရှိပါတယ်။ ဒါကြောင့်မလို့လေအရှိမရှိနေ Chris Bu ကကောင်းကောင်းမော်မော်ပေါ့နော် ကစားနိုင်နေတယ်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်ဗျ။ဟုတ်ပါတယ်။အဲတက်စင်ဘူ Chris Bu ကတော့သူ့ကစားမဘွားအကောင်းဆုံးခြေစွမ်းကိုရရှိနေတယ်လို့မြင်ပါတယ်။ပြီးများလေးတွင်းက78ဂိုးအထိကိုတွင်းယူပေးထားပါတယ်။နောက်ဆုံးကစားထားတဲ့ပြီးများလေး6ဘွဲမှာဒီ Chris Bu က7ဂိုးအထိတွင်းယူထားတာကြောင့်ဒီကစားသမားကိုတော့ဒီပွဲစဉ်မှာတော့စောင့်ကြည့်ရလိမ့်မယ်ပေါ့နော်။ Man City တိုက်စစ်ကိုဒါဒီ Forest အသင်းနေနဲ့အကောင်းဆုံးတားဆီးနိုင်ပြီးတော့သူ့ရဲ့ signature ဖြစ်တဲ့ ကောင်နာနဲ့ဒါကစားလာမယ်ဆိုရင်ဒီပွဲစဉ်က Forester အများကြီးဖြစ်နိုင်တဲ့ပွဲလို့ကျွန်တော်မြင်ပါတယ်ဗျ။အဲကျွန်တော်တို့ပေါ့နော်ဒါ Nottingham ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင် Nottingham ကဒါ Premier League မှာတော့အဆင့်3ဆိုပေမဲ့ကျွန်တော်မြင်ရတော့ခုနကပါနည်းလေးခြေစွမ်းကျလာတယ်လို့ကျွန်တော်မြင်တယ်။ပြိုင်ပွဲဆိုတော့နောက်ဆုံးကစားထားတဲ့9ပွဲမှာဆိုလို့ရှိရင်လည်းမိနစ်90အတွင်းမှာနိုင်ပွဲတစ်ပွဲပဲရှိတယ်။ဘယ်လိုလဲဆိုတော့ဗျာမာကျော်မှုတော့ရှိပါတယ်။ဒီအသစ်မှာမာကျော်မှုရှိတာလက်ခံတယ်။ဒါပေမဲ့နိုင်ပွဲတစ်ပွဲရဖို့ ခက်ခဲလာတဲ့ပုံစံမျိုးဖြစ်လာတာမျိုးဖြစ်တယ်။ဒီအတိုင်းသာဆက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာက Nottingham က Top 4အတွက်ဖိအားရှိရလို့ကျွန်တော်ပြောချင်တယ်။လက်ရှိမှာဒီအသင်းကိုကျွန်တော်အမြင်အရပါလဲဆိုတော့ Premier League နဲ့ FA နဲ့ပေါ့နော်။အဲ့ဒီပြိုင်ပွဲတစ်ခုမှာဘယ်လိုမျှအောင်သွားမလဲဆိုတဲ့အဖြေကိုတို့ရှာမတွေ့တဲ့ပုံစံမျိုးဖြစ်နေရလို့ကျွန်တော်မြင်တယ်။နောက်တစ်ခုအခုနောက်ပိုင်းမှာ Nottingham နိုင်ပွဲတွေပျောက်လာတဲ့အခါမှာကျွန်တော် Nottingham နဲ့အတူပျောက်နေတဲ့လူတစ်ယောက်ရှိတယ်။ဒါကတော့ Elan ကပဲ။ကျွန်တော်အရင်ပြီးခဲ့တဲ့လပိုင်းတွေကအီလန်ကအရန်ကောင်းတယ်ဆိုရင်ညှို့ခဲ့ပြီပဲလက်ရှိမှာတော့အီလန်ကဒီအဆင့်ပဲရှိတယ်ဆိုတော့ကျွန်တော်တော်တော်လေးကိုထင်သာမြင်သာရှိ ည်နေပြီလို့ကျွန်တော်ကတော့ပြောချင်တယ်။အီလန်ကလိုကစားသမားမျိုးကဘယ်လိုမျိုးလဲဆိုတော့မကောင်းဘူးတော့မဟုတ်ဘူးကောင်းတယ်။ဒါပေမဲ့အမြဲတမ်းကောင်းနေတဲ့ကစားသမားမျိုးတော့မဟုတ်ဘူး။ဒီဟာဒီဟာလေးကိုတော့ကျွန်တော်ပြပြချင်ပါတယ်။အဲ့တော့ Nottingham ကိုကျွန်တော်ရဲ့အမြင်လေးတွေပြောမယ်ဆိုလို့ရှိရင်ဒီဟာဒီမှာပေါ့နော်။ယာဒီကုံသွားလို့ရှိရင်နောက်ဆုံးမှာတော့ဒီအသင်းဟာ top 5အသွင်းတော်မှာဝင်သွားမယ်လို့ကျွန်တော်မထင်ဘူး။ဘာလို့လဲဆိုတော့အနောက်ကအသင်းတွေဖိအားပေးနေတဲ့အပတ်တွေကလည်းကတ်နေတယ်။ဒီလိုအခြေအနေရှိလို့ပါ။ဒါပေမဲ့ပေါ့နော်လက်ရှိမှာပြောမယ်ဆိုလို့ရှိရင် Nottingham ရဲ့မာကျောမှုရှိတယ်။သူတို့အိမ်ကွင်းဆိုလို့ရှိရင်မစိုးဘူး။သူတို့ကစားသမားအင်အားကလည်းသူ့အသူအဆင်ပြေတဲ့အခါမှာတော့ကျွန်တော်တို့တစ်ဖက်က Man City က လည်းအရင်အကောင်းကြီးမဟုတ်တဲ့ Man City ဖြစ်နေတဲ့အချိန်မှာဒီပွဲကိုတော့ Nottingham ဘက်ကတရေမျှော်လင့်ခွင့်တော့ရှိရလို့ကျွန်တော်ကတော့ထင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော် Man City ဘယ်လိုသွားစင်လဲပြပြပေးပါဦး။ Man City အတွက်ဒီရဒီမှာအဓိကသာရှင်ပြိုင်စရာကဒီ Champion League ဝင်ခွင့်နဲ့ FA Player ပဲရှိတော့တယ်ဗောနော်။ဟုတ်ကဲ့။အာ Man City ကတော့ခုနောက်ပိုင်းမှာတဖြည်းဖြည်းပေါ့ Man City ပုံစံလေးပဲပြန်ပြီးမြင်လာရတယ်ဗောနော်။19 9တိုက်တဲ့ပွဲတွေကိုတော့အနိုင်ရအောင်ကစားနိုင်စရာပြည့်ရှိရယ်။အာ Premier League မှာဆိုလည်း Newcastle ကိုဒီ4-0နဲ့အနိုင်ယူရယ်ဆိုတာဒါက မက်ဆီဒီရဲ့မာကျော်မှုတစ်ခုကိုတော့ကျွန်တော်မြင်ရမယ်လို့ကျွန်တော်ထင်ပါတယ်။ဟုတ်ကဲ့။ဒီပွဲစဉ်မှာလည်းပြောရမယ်ဆိုရင်တက်ဆင်မှုနှစ်ယောက်ကြားအပြောင်းအလဲမှုတွေကိုတော့ကျွန်တော်မြင်လာနိုင်တယ်ပေါ့နော်။ဒီ Forest ဘက်မှာ Chris Wood ရှိရဆိုရင်တော့ Messi ဘက်မှာတော့ Erling Haaland ပေါ့နော်။ Haaland က Messi တိုက်ဆက်မှာအရေးပါတဲ့ထက်ကိုအများကြီးပိုတယ်ပေါ့နော်။ဒီအရီမှာ Haaland တွင်းလာတဲ့ Premier League တွင်းကို20မှာဆိုရင်ကိုကိုက Messi အတင်းကိုဦးဆောင်ခွင့်ရစီတဲ့ဂိုးတွေဖြစ်ပြီးတော့၄ဂိုးကကျတော့ Messi ကိုတေးကျစေတဲ့ဂိုးတွေဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ Messi ရဲ့တိုက်ဆက်မှာ Haaland မရှိလို့မဖြစ်ဘူး။ Haaland နေရာမှာဒီမာမော့ဘဲဝင်ကစားကစားဖိုရမ်ဘဲဝင်ကစားကစားဟာလန်စီယာရနိုင်မဲ့ဂိုးပါဝင်ပတ်သက်မှုမျိုးတွင်းဂိုးတွေမျိုးအမခံလို့မရဘူးဆိုတာတော့ကျွန်တော်သိတရာလေးကိုမြင်လာရတယ်ဗောနော်အဲဖောရက်ဆိုတာကလည်းမန်စီးတီးဒီယာဒီမှာတိုင်ပတ်ဆုံးအချိန်ဒီမှာတော့မရအောင်အနိုင်ယူပြထားတာကြောင့်ဒီပွဲစဉ်မှာလည်းမန်စီးတီးကအမခံရမယ်လို့ကျွန်တော်မထင်ဘူးအဓိကတော့သူတို့အသင်းအနေနဲ့ FA ဘလားကိုအာယုံစိုက်တယ်ဆိုရင်တော့မှဒီချန်ပီယံလိဝင်ခွင့်ကိုတော့အမားခံလို့တော့မရဘူးဗျာမန်စီးတီးအနေထားကယူရိုပါလိတော့ဆင်းကံမယ်လို့တော့ကျွန်တော်မထင်ပါဘူးဂွာဒီယိုလာကိုရိုင်းကလည်းဒီချန်ပီယံလိဝင်ခွင့်ကိုပို့ပြီးတော့အားစိုက်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးလေးတွေကျွန်တော်မြင်ရတယ်ဗောနောနောက်တစ်ခုကကျတော့ကျွန်တော်ဒိုကူပေါ့ဟုတ်ကဲ့ဒိုကူကအခုနောက်ပိုင်းမှာတော်တော်လေးကိုတော့ကောင်းလာတယ်ဆာဗီယိုတက်တော့ပို့ပြီးတော့အားကိုရရတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်မြင်လာရတယ်ဗောနောတိုးလဲတိုးနိုင်တယ်တယောက်ချင်းကလည်းအရင်ကလေးကကောင်းပြီးတာကောင်းပြီးသားတာကိုမှနောက်နောက်နောက်ပြီးနောက်ပိုင်းဆက်လုပ်တဲ့ဒီ ် action တွေပေါ့နော် action တွေရတယ်တော်တော်လေးကိုအသေးကိုကိုညီပေးတယ် area တွေကိုပြန်ချိုးပေးတာဖြစ်ဖြစ်ပေါ့နော်ဒါမျိုးလေးတွေမှာသူကတိုးတက်လာတာမျိုးကျွန်တော်မြင်ရတယ်ဗျဒါပေမဲ့အဲ့လိုမျိုး area တွေကိုပြန်ချိုးပေးတဲ့အခါတိုင်းမှာဒီ Haaland ရှိနေမှာတော့ရမယ် Haaland လာမပါလာဘူးဆိုတော့သူကဘယ်လောက်ပဲတိုးနေပါစေအလုံးမဖြစ်ဘူးလို့တော့ကျွန်တော်ပြောချင်ပါတယ် အဲမက်ဆီဒီယာကတော့ forest နဲ့နောက်ဆုံးတွေ့ဆုံထားတဲ့ပြီးများလီ၃ခွဲဆက်ပေါ့နော်အတားရလာတဲ့အစင်လာကိုဆက်ထင်းသွားဖို့ကြိုးစားလိမ့်မယ်လို့ကျွန်တော်တို့ထင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ပေါ့နော်ဒါမန်စီးတီးပေါ့မန်စီးတီးကတော့ဇန်နဝါရီမှာတော့လူတွေခေါ်ထားတယ်ဗျလူတွေခေါ်ထားတဲ့ခါမှာမန်စီးတီးဟုတ်တော့မယ်ဆိုကျွန်တော်ထင်ခဲ့ကြတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့မန်စီးတီးကဟုတ်မနေဘူးဘယ်လိုမျိုးလဲဆိုတော့အရေးကြီးတဲ့ပွဲဆိုတော့ရှင်သွားမကြည့်နဲ့မန်စီးတီးရှုံးလာပဲဒီလိုအခြေအနေကြောင့်ဒီရည်ဒီမှာဆိုရင်ဒါချန်ပီယံလိဂ်ကိုလက်လွတ်ခဲ့ရလို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့ပရီးမီးယားလိဂ်ရောပဲပေါ့နော် ခြေစွမ်းကတော့ဘယ်လိုလဲဆိုတော့ပြန်လူတွေခေါ်လိုက်တဲ့ခါမှာမဆိုးစလုံးလေးတော့တက်လာတာလေးတွေ့ရတယ်။တချို့ဘွဲတွေကြလို့ရှိရင်ဇုတ်ကောင်းနေရာမျိုးတွေတွေ့ရတယ်။ဒါပေမဲ့တချို့ဘွဲတွေကြလို့ရှိရင်လည်းကစားတာမကောင်းတာတော့တွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ကဘာသွားတွေ့ရလဲဆိုတော့ Man City ရဲ့ခြေစွမ်းကတည်ငြိမ်မှုလုံးဝမရှိဘူးဆိုတဲ့အချက်ကိုကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်။ဒါပေမဲ့ကျွန်တော်ရဲ့အမြင်ကတော့ Man City ဆိုတဲ့အချိန်ဟာ Man City မှာရှိတဲ့ခါမှာတော့ဒီရာသီမှာသူတို့ချန်ပီယံတော့မဖြစ်နိုင်တော့ဘူး။ဒါပေမဲ့အဆင့်နှစ်လောက်တော့ဒါမျော်မှန်းကွင်းတော့ရှိတယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်။ဒီဘွဲမှာပုံစံတစ်ခုမိသွားမယ်ဆိုလို့ရှိရင်ဒါသေချာတယ် Man City နိုင် ပဲဒီလိုပြောလို့ရပြီပဲဒီပုံစံမိဖို့ကလည်းကျွန်တော်တို့ပြောရခက်တယ်မိကျင်တယ်ပွဲမိတယ်မမိကျင်တယ်ပွဲရမမိဘူးဆိုတော့ဖြစ်လာမလားဆိုတော့ပြောရခက်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဘောနော်ဒါတိုက်စမှုဟာလန်ကိုဖယ်လိုက်မယ်ဆိုလို့ရှိရင်ဒီဘရိုင်နာရှိမယ်ဂရီလစ်ရှိမယ်ဖိုဒန်တိုကူမာမို7ဟိုပေါ့ပြောမှဆိုလို့ရှိရင်ကွင်းလယ်နဲ့တောင်ပိုင်းတိုက်စကစားသမားတွေတော်တော်လေးများတဲ့ဒေသအနေနဲ့ဒီကစားသမားတွေရဲ့အတွဲဖက်ကောင်းနေတာရရှိခဲ့မယ်ဆိုလို့ရှိရင်ဒီပွဲမှာအရှိမလဲဟာလန်ကလည်းပုံမှန်လေးအစွမ်းပြနိုင်မယ်ဆိုလို့ရှိရင်တော့ဒီပွဲကမန်စီးတီးရဲ့ပွဲဖြစ်လာမယ်လို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကိုရလက်ကမ်ဘာနယ်ဘယ်လေးသွားစင်းနေ Nottingham Forest နဲ့ Man စီးတီးပါခံမှန်းပေးပါအောင် forest ကကျတော့နောက်ပိုင်းပွဲတွေမှာဒီနိုင်ပွဲဆိုတာဘာမှန်းအောင်တိကျမသိရချင်းမျိုးဖြစ်နေပြီးတော့ man city ကကျတော့ဂျူဂျာဂျူဂျာလေးပေါ့နော်နိုင်တဲ့နိုင်တဲ့ပွဲလေးနိုင်နေတာကိုကျွန်တော်မြင်ရတယ်နောက်ဆုံးတွေ့ဆုံမှုမှာလည်းဒီ man city က forest ကိုအတားရလာတဲ့အခြေအနေမျိုးတွေမြင်ရတယ်ဒီပွဲစဉ်မှာတော့ man city ကတော့ပို့ပြီးတော့ပါနော်အတားရနိုင်ချေရှိရဲ့အတင်းလို့တော့မြင်ကောင်းမြင်နေမယ်ဒါပေမဲ့ကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်ဘယ်လိုပြောရမလဲ premier league ရဲ့ပုံစံတစ်ခုရောက်ပေါ့နော်ရလက်တွေအရန်ဆိုးနေတဲ့အတင်းက သူတို့ရလက်ကောင်းဖို့လိုလာတဲ့အချိန်ဆိုတာရှိတယ်ဒီပွဲစဉ်မှာလည်း forex အနေနဲ့ပေါ့တော့မရှိုးရင်တော့မှတော်တော်လေးကိုတော့ဟုတ်နေပြီလို့ကျွန်တော်မြင်ပါတယ်ဒါမှမဟုတ်ဒီပွဲစဉ်မှာတော့ Nottingham Forest အတင်းက Man City အတင်းကိုတစ်ဖက်နှစ်ဂိုးစီပေါ့နော်တည်ကြအောင်မယ်လို့ကျွန်တော်ခမလိုက်ပါတယ်ဟုတ်ကဲ့ပါဘရိုလည်းဖြစ်ပါဒါဒီပွဲစမှာတော့အမြင်တူတယ်ပဲပြောရမှာပါအားလုံးရဲ့အကြိုက်ကတော့ Man City ဖြစ်နေနိုင်တယ်ဒါပေမဲ့ကျွန်တော်လည်းကိုယ်လင်းထောင်းကတော့ပေါ့နော် Nottingham Forest ဘက်ကိုလည်းပိုရောက်တယ်လို့ပဲပြောရမယ်ကျွန်တော်လည်း Nottingham Forest ကိုကြိုက်တယ်ဒီနှစ်သင်းရမှတ်ခွဲလိုက်တယ်ဆိုလို့ရှိရင်အောက်ကအသင်းတွေနိုင်လို့ရှိရင်ဒီပေါ့နော်ကျွန်တော် Top 3 Top 4ပေါ့ဒီနေရာတွေအတွက်ပို့ပြီးတော့ပြန်ဆန်ဖို့ပြင်ထန်သွားလိမ့်မယ်ဒီဟာကိုပဲကျွန်တော်ဆက်ပြီးမြင်ရမယ်လို့ထင်ပါတယ်ကျွန်တော်ကလည်းတည်ရလက်ခံမယ်နဲ့ဒါပေမဲ့ကျွန်တော်ကတော့နှစ်သင်းပေါင်းသွင်းကိုနည်းမယ်ပေါ့တစ်ဖက်တကိုးစီနဲ့တည်ကြမယ်လို့ခံမှန်းထားပါတယ် ဟုတ်ကဲ့ပါအခုကျွန်တော်ညကိုနှစ်ယောက်ပြောရခဲ့တာကတော့ Nottingham Forest နဲ့ Man City ပွဲစဉ်ဖြစ်ပါတယ်။ပြန်မကတော့ Man City ဖြစ်ရမယ်ဒီပွဲစဉ်မှာတော့တူညီစွာပဲကျွန်တော်ညကိုနှစ်ယောက်ဆုံးကတေးရက်ကိုရွေးချယ်ထားပါတယ်။နှစ်ကိုနှစ်ကိုနဲ့တကိုးတကိုးဖြစ်ပါတယ်။တကယ်လက်တွေမှာဘယ်လိုဖြစ်လာမလဲစောင့်ရင်သွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲ။နောက်လာမယ့်ပိုင်းမှာဆိုလို့ရှိရင်တော့ Super Sunday မှာရှင်ပြိုင်ကစားသွားမယ့် Man United နဲ့ Arsenal အသင်းတို့ရဲ့ပွဲကြီးပွဲကောင်းပွဲစဉ်ရဲ့ခံမဲ့သွားတဲ့အဆင့်ဦးတဲ့သူပြန်လာခဲ့ပါမယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးရတဲ့နှုတ်ဆက်လိုက်ပါရစေ။